ဦးဇင်းတို့ကတ္တဗမြတ်စွာဘုရားလက်ထက်ကနော်ယဟန်တော်လေးတစ်ပါးရှီလန်းခရီးသွားရင်းနဲ့လှီစည်းပြီးတော့သွားတာအဲ့လိုလှီစည်းပြီးတော့သွားရင်းနဲ့လှီကလေးကလူးသွားတဲ့ခါကျတော့ဘေးမှာပေါက်နေတဲ့ပိန်းမြက်ပေါ့နော်အဲ့ဒီပိန်းမြက်ကလေးအရွက်ကလေးကိုလှမ်းပြီးတော့သူဆွဲရနေတယ်အဲ့လိုဆွဲလိုက်တဲ့ခါကျတော့ဘုရားဆိုပြတ်သွားရောလှီကလူးသွားတာဆိုတော့နော်ယဟန်ဆိုတာကသူကနော်တေးရွက်ကိုမခူးအောင်ဘူးနော်အလွန်သိငယ်တဲ့အာဘတ်တင့်တယ် အာဘကကုစားလို့မရတဲ့အာဘလည်းမဟုတ်ပါဘူးချင်းချင်းဒီအဖြစ်တင့်သွားတယ်နောက်ထပ်ဒါမျိုးမလုပ်ပါဘူးလို့စောင့်စည်းပြီးတော့ဒေသနာကြားလိုက်ရင်ဒါပြီးသွားတဲ့ကိစ္စဒါပေမဲ့ तू ကအဲ့ဒီတုန်းကဘလို့တွေးတုံဆိုတော့ဒါအလွန်သေးတဲ့အဖြစ်ကလေးပါပြီးရင်တော့ငါနောက်ဒေသနာကြားမယ်တန်ရှင်းအောင်လုပ်မယ်ပေါ့ခုလုံးလုံးစီတော့နေပါစီအောင်ဆိုတော့ तू ထိုင်တယ်နောက်မေ့သွားတယ် तू ကမေ့သွားပြီးတော့ဘယ်ချင်းကြတော့မှပြန်ပြီးတော့အဲ့ဒါကသတိရတုံးဆိုတော့တေတော့မဲ့အခါကျမှသတိရတယ်တဲ့ကဲဖြစ်ပုံကဟုတ်လားဘာမှပြောလို့တဲ့အပြစ်လည်းမဟုတ်ဘူး တော့ဒေဂာနီလေးကျမ်းမှာသတိရတဲ့အခါကျတော့ဟာငါအဲ့ဒီအပြစ်ကြီးရှိတယ်ငါအဲ့တော့ဒေသနာလည်းမကြားခဲ့ရဘူးအဲ့ဒါနဲ့ဒေသနာကြားဖို့စဉ်းစားတဲ့အခါကျတော့အနားမှာယဟန်ကလည်းတဘာမှမရှိဘူးအဲ့ဒီမှာ तू အကြီးအကျယ်နောင်တရဟောတကယ်တမ်းက तू လုပ်ခဲ့တဲ့အပြစ်နဲ့ तू ရတဲ့နောင်တကမတန်ဒါသူ့ရဲ့စိတ်နှလုံးမသွင်းတတ်မှုကြောင့်အဲ့ဒီနောင်တအကြီးအကျယ်ရရမယ့်နောင်တကအဲ့လောက်ကြားတဲ့အကြောင်းမရှိဘူး ဘာမှသူများကိုထိခိုက်အောင်လုပ်ခဲ့တာလည်းမဟုတ်ဘူးဒါလောကအပြစ်လည်းမဟုတ်ဘူးဝိနည်းပြစ်ဒီဥစ္စာကဒေသနာကြားလိုက်ရင်ပျောက်သွားမယ်ကိစ္စအဲ့ဒါကိုသူနှလုံးမသွင်းတတ်တဲ့အခါကျတော့ဩဒါကတန်တရားကုတ်ကုတ်စအနေနဲ့လွှမ်းမိုးလာတယ်အဲ့ဒီမြက်ကလေးအဲ့ဒီပိန်ရွက်ကမျက်စီထဲမှာတဝဲလေလေတေကန်နီးမှဖြစ်နေတာအဲ့ဒါတေလဲတေရောဘာဖြစ်တော့ဆိုတော့မွေနေကန်းသွားဖြစ်တယ်တဲ့အဲ့ဒါဟိုထွင်းထားတဲ့လှေလောက်ရှိတဲ့ကိုလုံးနဲ့မွေနေကန်းသွားဖြစ်တယ်တဲ့ အဲ့ဒါငကားဖြစ်တဲ့နေကစားပြီးတော့စိတ်မချမ်းသာဩငါအနှစ်နှစ်သောယဟန်တရားကြိုးစားခဲ့ပါလေနဲ့အခုကြည်စမ်းငါတလေးဆံမျိုးမှဖြစ်ရတယ်အဲ့ဒါနဲ့နောက်တော့သူသမီးတယောက်ရတယ်သမီးတယောက်ရတဲ့အခါကျတော့သာသနာတော်မှာအကြာကြီးနေလာတဲ့ပုဂ္ဂိုလ်ဆိုတော့ဒီသာသနာရဲ့အထုံကလည်းသူ့မှာအများကြီးပါအဲ့တော့မြတ်စွာဘုရားကသူအမြဲတမ်းအမှတ်ရတယ်ဆိုကြပါအမှတ်ရတယ်ဆိုတာဘလူနီးအဖြစ်သိနိုင်တယ်ဆိုတော့လောကကြီးမှာဘုရားပွင့်မပွင့်ဆိုတာကိုသိရအောင်သူကအမြဲတမ်းစုံစမ်းတယ်။အဲ့ဒါဘလို့စုံစမ်းတော့ဆိုတော့ လာပြည်လာခွင့်နေတိုင်းတော့ခင်ကမြစ်ထဲမှာတော့သူကပပြင်းကြီးထောင်ပြီးတော့တဲ့သူ့ရဲ့ငကားသမီးလေးကကပ်ပြီးတော့တချင်းဆိုတယ်လို့ဆိုတယ်ဒါအလွန်ဆန်းကျင်တဲ့ကိစ္စပေါ့နော်ရုပ်ခိလူတွေကတော့ယုံကြည်မှလည်းယုံမယ်ပေါ့ဒါပေမဲ့ဦးဇင်းတို့ကျန်းကန်နေတဲ့မှာတော့ဒါကတော့အတိအလင်းမှတ်တမ်းတင်ထားတော့လောကကြီးမှာကိုမသိနိုင်နဲ့မမြင်နိုင်နဲ့ကိုဉာဏ်မကျဆန်းနိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတာလေးကတော့မေ့ထားလို့မရဘူးအဲ့ဒါလို့နဲ့သူကကာယင်းနဲ့တီဆိုခိုင်းတဲ့တခြင်းက အမေးပု္ပ္ာကိုတခြင်းလုပ်ထာအဲ့ဒီအမေးပု္ပ္ာကဖျားတို့သာလင်ဖြေနိုင်တဲ့အမေးမျိုးအဲ့သူကကြွေးကြော်ထားတာကလည်းဒီတခြင်းကိုဖြေနိုင်လို့ရှိရင်ဒီငကားမင်းသမီးကိုလည်းရမယ်စီးတဲ့ဥစ္စာကိုလည်းရမယ်အဲ့တော့တချို့ကဒါကိုစိတ်ဝင်စားလို့အမျိုးမျိုးဖြေကြတယ်တယောက်မှမအောင်မဖြေနိုင်အဲ့ဒီလိုနဲ့ဦးဇင်းတို့ကြားလာလိုက်တာဦးဇင်းတို့မြတ်စွာဘုရားပွင့်လာဘုရားတဆူနဲ့တဆူကြားဆိုတာမြေကြီးတယူဇနာတက်တယ်လို့ပေးတဲ့တို့အကျမ်းပြန်ကြားဘူးတယ်မဟုတ်လားတော့အလွန်ကြာမြင့်တယ်ပေါ့ အဲ့ဒါသူငကားဘဝကမကြုံဒီတိုင်းနေရအဲ့လိုလေဦးဇင်းတို့မြတ်စွာဘုရားပွင့်လာပြီဆိုတော့အဲ့ဒါဒီထုံနှန်းစင်လာလေးကမပြတ်ဘူးအဲ့ဒါလူတွေကသူတို့တည်တာကိုသွားသွားပြီးတော့ရမ်းရမ်းဖြေကြတာမတည့်ဘူးနောက်တော့မြတ်စွာဘုရားကဗာရဏသီပြည်ကိုကိုခုနှစ်ပင်ပေါက်တဲ့နေရာမှာသတင်းသုံးပြီးတော့နေတယ်လို့ဆိုတယ်တဲ့ဥတ္တရလူလင်ဆိုတာရှိတယ်သူကလည်းပဲဒီငကမင်းသမီးရဲ့အမေပု္ပ္ပာကိုသွားပြီးတော့ဖြင်းမယ်ဆိုပြီးတော့မြတ်စွာဘုရားအနိနာကနေဖြတ်သွားတော့မြတ်စွာဘုရားက ชิดาอุตระเบิดวามเลยมาลาบดีรูดีเจ้าไม่พิยาสุรลาโอสุรขรอนายาวละไม่ปรรลุพิมารู้รู้มีรู้ตูพิเมเจ้าอยากกูพิบพิยามีสวาพิยาเอร่ามะมามูเลไม่พิมันกูยากจีงาจีกาเต็มตัวเอร่าพิมันกูมีสวาพิยาเต็นปีเอร่ากูเต็นอยู่รู้มาเบทีอุตระดู่เลงาโตดาบันพิพิยาบรรลุลีเนลเลยสุระเอร่าโตดาบันพิบีสุรมาตูตัวบีรู้พิยา ဂါထာနှစ်ပုတ်နဲ့မေးပြီးတော့ဂါထာနှစ်ပုတ်နဲ့ဖြေထားတာအဲ့ဒါဦးဇင်းတို့ဟိုရောက်ပြီဆိုတော့ပထမဂါထာတစ်ပုတ်မေးတယ်ကိင်သူအဓိပတိရာဇာကိင်သူရာဇာရစိတ်တော်တဲ့ကထံသူဝိရဇောဟောတိကထံပါလောတိဟောစတိပထမအမေးဂါထာဒိဗေကဘာပြောတော့ဆိုတော့ဘယ်အရာကို အစိုးရတဲ့လူကို မင်းလို့ခေါ်မလဲတဲ့ဘယ်လူမင်းဟာကိရိတာမြူရဲ့အစိုးရခြင်းကိုခံရတဲ့ပုဂ္ဂိုလ်လေတဲ့ အညီအကျင်းကင်းပြီးတော့တန်ရှင်းတယ်ဆိုတာဘယ်လိုအရာကိုပြောတာတုန်းတဲ့ဘယ်လိုပုံကိုယ်ကိုလူမိုက်လို့ပြောမလဲတဲ့ပထမကထာမေကွန်း၄ချက်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသင်ပေးတဲ့အတိုင်းဥဒရလူလင်ကဖြေတာစဒွါရအဓိပတိရာစတကား၆ပေါက်မျက်စိနာနာလျာကိုစိတ်ဒွါရဆိုတာတကားစဆိုတာ၆ခုအာယုံတို့ယဝင်ထွက်သွားလာရလို့တင်စားပြီးတော့ပြောရမယ်ဒီမျက်စိနာနာလျာကိုစိတ်တကား၆ပေါက် ဲ့ဒီတက္ကသိုလ်ပုဂ္ဂိုလ်အဓိပတိအစိုးရတဲ့ပုဂ္ဂိုလ်ကိုရာဇာမင်းလို့ပြောရမယ်စတော်ရာအဓိပတိရာဇာဒါသည်တကက်မင်းပဲလို့ပြောမင်းအစ်စ်နော်နောက်ဘလို့မင်းကကိလေသာရဲ့ကြီးကျုံလေတဲ့ရစ္ဆမာနောရဇိတရောတဲ့တက်မဲ့ခြင်းရှိတဲ့ပုဂ္ဂိုလ်ဟာနော်ကိလေသာရဲ့ကြီးကျုံပဲတဲ့နော်တက်မဲ့ခြင်းမကင်းတဲ့ပုဂ္ဂိုလ်တွေဟာကိလေသာရဲ့ကြီးကျုံနေပဲလို့ဘလို့ပြောဘလို့ပုဂ္ဂိုလ်ဟာစင်ကြယ်တဲ့ပုဂ္ဂိုလ်လေတဲ့ဘလို့အကြောင်းကြောင့်စင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်လေလို့မေးတာပါ အဲ့ဒါကိုကြာတော့မြတ်စွာဘုရားဘလို့ဖြင်းပြထားတော့အရိဇံဝိရဇောဟောတိတဲ့အရိဇံတတ်မဲ့ခြင်းမရှိတဲ့ပုဂ္ဂိုလ်ဟာဝိရဇောတန်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဟောတိဆိုရမယ်။နောက်ဦးရှင်တို့နောက်ဆုံးအမေးကဘာပြောထားလဲကထံပါလောတဲ့ဘလို့ပုဂ္ဂိုလ်ကိုလူမိုက်လို့ပြောမလဲ။တတ်မဲ့ခြင်းရှိနေတဲ့ပုဂ္ဂိုလ်ဟာတတ်မဲ့နေတဲ့ပုဂ္ဂိုလ်ဟာလူမိုက်ပဲတဲ့။အေးဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့စင်ကြယ်တဲ့လူဆိုတာမတတ်မဲ့တဲ့လူ။ တတ်မဲ့တဲ့လူကတော့လူမိုက်ပဲတဲ့။နောက်ဒါကြဦးဇင်းတို့ပထမအမေးကထာနဲ့အဖြေကထာအဲအဲ့လိုမျိုးဥဒ္ဒရလူလင်ကပြန်ပြီးတော့ဖြေလိုက်တော့နော်ငကားမလေးကမင်းသမီးလေးကဘာထပ်ပြီးတော့ရွတ်ပြန်တော့ဒုတိယကထာကိနတုဝုံရှတိပါလောတဲ့ကိနတုဝုံရှတိပါလောဆိုတာဘာပြောတော့လူမိုက်ဟာဘယ်လိုတရားကြောင့်မျောသွားတာလဲတဲ့ကထန်ဒုတိယပန္တိတော်တဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီနစ်စီတဲ့တဲ့မျောစီတဲ့တဲ့အရာကိုဘလို့နီးနဲ့ဖြည့်ဆည်းလိုက်တာတုံးတဲ့နောက်ထပ်သူကဗာဆက်ပြီးတော့မေးတော့ဆိုတော့ယောဂခင်မီကထဟောတိတမေအခါဟိပုရှိတော်တဲ့နော်ဖြေပါဦးတဲ့ယောဂကင်းပြီးတော့ဘေးကင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘလို့ပုဂ္ဂိုလ်မျိုးကိုပြောတာတုံးတဲ့ဒုတိယမေကွန်းဂါထာမှာ မေကွန်း၃ခုပါတယ်အဲ့လိုမေးတဲ့အခါကျတော့ဥဒရလူလင်ကယက်စွာဘုရားဖြေထားတဲ့အတိုင်းသင်ထားတဲ့အတိုင်းပေါ့နော်ဘာလို့ဘလို့ဖြေပြတော့ဆိုတော့ ဩဃေနဩရှတိပါလောတဲ့ဩဃ၄ပါးသည် မိုက်မဲတဲ့ပုံကိုယ်တွေကိုမျောပြစ်တယ်တဲ့တူတူပဲနော်ဩဃနဲ့ယောဂနဲ့အာတဝါနဲ့ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အလွန်လေးနဲ့တဲ့မေခွန်းနေဖရာတို့တန်လင်းဖြည့်နိုင်တဲ့မေခွန်းနေသူကဖရာသာသနာမှာအကြာကြီးကျင်လေကျစားခဲ့တဲ့ပုံကိုယ်ဆိုတော့မေးနိုင်တာပေါ့အဲ့ဒီမှာဥဒရတလူလင်ကအဲ့လိုဖြည့်တဲ့အခါကျတော့ဒီငကားကြီးကအလွန်ဝမ်းသာတယ်တဲ့။အော်လူပြည်မှာဖရာတချို့ပွင့်ပြီ။ အဲ့ဒါနဲ့သူ့ရဲ့အမီးကိုခတ်တယ်လို့ဆိုတယ်ပျော်လွန်းလို့ပါအဲ့ဒါရေလှိုင်းတွေအကုန်လုံးထားပြီးတော့ကမ်းမွားလူတွေရေထဲပြုတ်ကြဒါမဲ့သူကပြန်ပြီးတော့သူ့ရဲ့ပပြင်းနဲ့ဆဲပြီးတော့ပြန်တင်တယ်လို့ပြောတယ်အဲ့ဒါနဲ့နောက်တော့သူက33ပုံရဲ့တဘာဝတရားတွေကလည်းတချို့ကအလွန်ဆန်းကျင်သူကလူလင်လို့လည်းဖန်ဆင်းနိုင်တယ်တော့တတိယံမျိုးလို့ပြောပေမဲ့လို့လူလင်လို့လည်းဖန်ဆင်းနိုင်တယ်အဲ့ဒီမှာလူလင်လေးလို့ဖန်ဆင်းပြီးတော့အဲ့ဒီဥဒ္ဒရလူလင်ကခေါ်သွားတာမဘုရားပွင့်ပြီဆိုတော့ခေါ်သွားတဲ့ခါကျတော့ မြတ်စွာဘုရားဒီရောက်ပြီဆိုတော့အလွန်အမင်းဝန်းနေတယ်တဲ့ဘုရားကိုတွေ့တော့အဲ့ဒါနဲ့အဲ့ဒီနားတဲ့သူချုံမွဲချပြီးတော့ငိုတယ်လို့ဆိုအဲ့ဒီလူလင်ကနောက်တကားကဖန်ဆင်းထားတဲ့လူလင်ကမြတ်စွာဘုရားတဲ့တပြည့်တော်နှစ်ပေါင်း2000တိုင်အောင်ကတ္တဗမြတ်စွာဘုရားရဲ့တာနာမှာယဟန်တရားကိုတပြည့်တော်ကျင့်သုံးခဲ့တယ်တဲ့ခုတပြည့်တော်တိရိစ္ဆာန်မျိုးမှာဖြစ်ရတယ်တဲ့ခုဘုရားကိုလည်းမပူရတာကြာလာပြီတဲ့တရားကိုမနာရတာလည်းအလွန်အလွန်ကြာညောင်းလာပြီဒီမြတ်စွာဘုရားကို တွေ့ရဖို့အတွက်ဒီတရားတော်ကိုနားရဖို့အတွက်တပည့်တော်စောင့်စားနေခဲ့တဲ့ကာလကြာလပြီအဲ့ဒါအခုမှမြတ်စွာဘုရားကိုတွေ့ရတယ်ဆိုတော့သူဝမ်းနေလွန်းလို့ငိုတာနော်အဲ့ဒါလို့ငိုတဲ့အခါမှာမြတ်စွာဘုရားကတကားတဲ့လူဘဝကိုရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့ဟောလက်တွေ့အကြောင်းအရာနဲ့ကိုက်ညီအောင်မြတ်စွာဘုရားဟောတာနော်သူလူဖြစ်ချင်တယ်ဒါမဲ့သူလူမဖြစ်ရဘူးအဲ့တော့လူဘဝရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတဲ့ဟောဆက်ဆက်ပြီးတော့ လူဘဝရတော့လည်းပဲလူဘဝမှာရှင်သန်ဖို့ဆိုတာလေလွယ်တဲ့ကိစ္စမဟုတ်ဘူးလွယ်လွယ်လေးနဲ့တည်သွားကြတဲ့လူတွေအများကြီးပဲလေခဲရင်တဲ့တနည်းအားဖြင့်ပင်ပန်းတယ်ခက်ခက်ခဲခဲလှုပ်ယူမှဖြစ်တဲ့ကိစ္စဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့လိုဟောလိုက်တဲ့အခါကျတော့ဘေးကလိုက်လာကြတဲ့တရားနာပိသက်တွေအများကြီးကတော့အဲ့ဒါသောတပတိမဉ္ဇဉ်ဖွဉ္ဇဉ်ကိုရကြတယ်လို့ဆိုတယ်ဒါမဲ့ဒီငကားမင်းကတော့တရားတို့ကိုမရရှာဘောင်းဆိုသူအဟိတ်မျိုးဖြစ်တဲ့အတွက်ကြောင့်တရားတို့တရားမြတ်ကိုမရနိုင် ါမဲ့ तू လောကီအကျိုးတွေအဲ့ဒီမှာအများကြီးရတာရှိတယ်။ तू လူလင်လေးအနေနဲ့ तू နေသွားလို့ရတယ်တဲ့။နော်။တို့ငကားတွေမှာနော်ဖြောက်လို့မရတဲ့အနေထားမျိုးတွေရှိတယ်။အိတ်တဲ့အချင်းမမြတ်သောအချင်းကိုကျင့်တဲ့အချင်းအဆရှိသဖြင့်နော်ငကားကိုကြီးနဲ့နေရတာရှိတယ်။အဲ့ဒါမျိုး तू နေစရာမလို။ तू လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေရတဲ့အကျိုးကျေးဇူးကိုတော့ तू ခံစားရတယ်လို့ဆိုတယ်။